တပ်ပိုင်မြေကျူးကျော်မှုနဲ့တရားစွဲဆိုခံထားရတဲ့တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌမတ်ဆုစုတွေကိုဒီကနေ့ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာပိုင်နဲ့ကျူးလွန်မှုပုံမှန်449နဲ့အလုတ်ကျန်းနဲ့ထောင်ဒဏ်15ရက်ချမှတ်လိုက်ပြီးချုံရ15ရက်ရှိနေပြီဖြစ်တဲ့အတွက်လွတ်မြောက်လာပါတယ်။ RFA သတင်းတော်ကိုအောင်တင်ခါကတင်ပြထားပါတယ်ရှင်။ပဲခူးတိုင်းအင်းလကော်မြို့နယ်တာယာကုန်းကြီးရွာအုပ်စုတွင်ကြီးရွာရှိရွာကလေယာဉ်မြေအေက6000နီးပါးကို ပြီးခဲ့တဲ့1996ခုနှစ်ကအမှတ်1ခရမ်းမီကြောက်တက်ကတင်းစီခဲ့တာနဲ့ပတ်သက်ပြီးတရားစွဲဆိုခံရတဲ့မတ်ဆုစုတွေကိုဒီကနေ့ဗကိုးတိုင်းဒေသကြီးတရားရုံးက1995ရဲ့အချမှတ်လိုက်တာပါလေသမားတွေကအလေကိုအတ္တမတိမ့်ဆိုင်တိမ့်စီခံထားရပြီကျွန်မတရားမျှတမှုရှိအောင်နေရာမျိုးဥပဒေနဲ့အညီကျွန်မတွေ့ဆုံဆွေးနွေးရနေပြီးတော့နိုင်ငံကြောင်းမို့တင်ပြီးတော့ကျွန်မဒါတွေ့ဆုံဆွေးနွေးတယ်ဒါပေမဲ့တက်ပက်ကနေပြီးတော့ အဲကျမကိုပေါ့နော်ဟိုမိန်းကလေးတယောက်ကိုနှီးမျိုးစုံနဲ့အမှုစင်ပြီးတော့အဲကျမကိုလေးလေးခွန်မြအောင်သူတို့ဘက်ကနေအမှုစင်ခဲ့တယ်ပေါ့ဒါပေမဲ့ကျမကိုကျတော့တရားရုံးကဟိုအလုံးနဲ့ထောင်တယ်ပေါ့နော်ဒါကကျမကကြော်နှင်းဝင်ရောက်မှုဥပဒေအရမြောက်တယ်ဆိုပြီးတော့အလုံးနဲ့ထောင်တဲ့15ရက်ပေါ့နော်အမိန့်ချလိုက်တယ်ကျမထောင်ထဲမှာနေရတာကအရက်20ကျော်ပေါ့နော်တလာနီးပါးကျမနေရတယ်အဲ့တော့ကျမ6ရက်နဲ့ဆိုရင်တော့ကျမဒီနေ့ ဟိုခြံကလွတ်တယ်ပေါ့နော်။တာယာကုန်းကြီးရွာကလေယာမြေတွေနဲ့ရွာတွေကိုစစ်တပ်ကအော်တတိုင်းတွေခတ်လိုက်တာကြောင့်မတ်ဆူဆူတွေကအော်တတိုင်းပေါ်တက်ပြီးဓာတ်ပုံရိုက်ခဲ့တာပါ။အင်တာနက်စာမျက်နှာမှာတင်ခဲ့တာကြောင့်အမှတ်၁ခဲရမ်းမိကြောက်တက်ကဘိုးကြီးဟင်းစော်ကတရလိုလှုပ်ပြီးပိုင်နဲ့ကျူးလိုမှုနဲ့အင်းတော်မျိုးနဲ့ရဲစခန်းမှာအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ဟူမိုင်းတို့ကလေတွေက73အေကချမ်း70ကဟွာပေါ့နော်တက်ကသူတို့ပိုင်နေဆိုပြီးအော်တတိုင်းတွေခတ်တယ်။အဲ့လိုခတ်တဲ့အချိန်မှာတော့ဆူဆူတွေကလာကြည့်တယ်။ ။လာကြည့်တဲ့ခါကျသမားတွေကနေပြီးမိုင်းတို့ကနေပြီးတော့ဆွဆွလေးကိုခေါ်လိုက်တာပေါ့နော်။ဒိုနေလဲတွေကိုလာကြည့်ပြီးတော့ဒိုနေဒီလဲတွေကပေါ့နော်အရက်နေတာပေါ့နော်။ဒိုနေပိုင်ဆိုင်နေပေါ့ဟိုတက်နေမဆိုင်ဘူးပေါ့နော်။မိုင်းတို့အနေနဲ့ကတော့ပြန်ရမလို့ထင်တယ်။ဘာလို့လဲဆိုတော့အကုန်လုံးလူကြီးတွေလက်မှတ်တွေရှိတယ်။သူတို့ဘုံမှုတွေလက်မှတ်တွေရှိတယ်လေ။အကြမ်းမမကြီးကလည်းပြန်ရမယ်ဆိုပြီးတော့ခုလိုမျိုးလိုက်လုပ်တာပေါ့ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့ကမတ်ဆုစုနယ်ဘကိုးမြို့ကိုသွားရောက်စဉ်ဘကိုးရဲစခန်းကဖမ်းဆီးခဲ့ပြီးဘကိုးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာတရားစွဲဆိုထားရာ ဒီနေ့ယုံချင်း၄ချိန်မြောက်မှာအမိတ်ချလိုက်တာဖြစ်ပါတယ်ဒီအင်းတကောဒီတိမ့်စီခံထားရတဲ့ထေကြီးတက်ကတိမ့်စီထားရလဲတယ်မဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးမှာအရင်ပေါ့နော်ဒီတက်ကတိမ့်စီထားရလဲတယ်ရေကုမ္ပဏီကတိမ့်စီထားရလဲတယ်ရေနောက်တော့ပေါ့နော်ဒီ1988ခုနောက်ပိုင်းမှာတိမ့်စီထားရလဲရတွေကို2012လဲရမြေဥပဒေရလဲလို့ကျင်စိတ်ရှိတဲ့တိမ့်စီခံရတဲ့တောင်တမိုင်းလက်ထဲကိုပြန်ရအောင်ကျမ လုံနိုင်တဲ့၍ကျွန်မဆက်လက်စူးစမ်းပြီးဆောင်ရွက်သွားမှာပါ။နောက်ထပ်ပုံမှန်ရင်လည်းထပ်ကပ်ပြီးတရားရုံးမှာတင်ပြီးတော့တရားစွဲပြီးထောင်ချမယ်ဆိုရင်လည်းကျွန်မထောင်ထဲဝင်မှာပါ။ထောင်ထဲကထွက်လာလို့ရှိရင်လည်းထောင်ဘူးဝကိုခြေချတာနဲ့လယ်သမားတွေရဲ့အမှန်တရားအတွက်ကျွန်မဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာပါ။မဆုစုနှွေးကမနေ့ပြန်မြန်မာနိုင်ငံတောင်တူလယ်သမားတပ်မကအဖွဲ့ချုပ်ရုံးခန်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့သိရပါပါတယ်ခင်ဗျာ။